်မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့စထမရန်တင်ချာအတွက်ချက်ကအခန်းလေးလေ့ကျင့်ခန်းလေးဒသမနှစ်ကနံပါတ်၈ပဲဖြစ်ပါတယ်စာမျက်နှာ60တောင်းမှာရှိပါတယ်နံပါတ်၈ကပန်းချံတစ်ခုတွင်ရှိသည့်ပန်းပွဲများ68ရာခိုင်နှုန်းသည့် လင်းစီပွင့်များဖြစ်ကြလျင်ထိုးရခိုင်နှုန်းကိုအပိုင်းကိန်းဖြင့်ပြပါတယ်အဲ့တော့ကျွန်တော်တစ်ခေါက်ပြန်ဖတ်ပါမယ်ပန်းချံတစ်ခုတွင်ရှိသည့်ပန်းပွင့်များဤ68ရာခိုင်နှုန်းကလင်းစီပွင့်ဆိုလို့ရှိရင်အဲ့ဒီရာခိုင်နှုန်းကိုအပိုင်းကိန်းနဲ့ပြပါမယ်တဲ့အဲ့တော့ကျွန်တော်တို့ဒါကိုစာကိုရေးမရေးဘဲနဲ့တောင်မှကျွန်တော်တို့ဘယ်နဲ့ရာခိုင်နှုန်း ရှိရဲဆိုတာကိုသိပြီးလို့ရှိရင်အပိုင်းကင်းကိုတက်ခါရဲတက်လို့ရပါတယ်ဟုတ်ပြီနော်အဲ့ဒါဆိုတော့နင်းစီပွဲများက68ရာခိုင်နှုန်းဆိုရင်အဲ့ဒီရာခိုင်နှုန်းကိုအပိုင်းကင်းနဲ့ပြပေးပါမယ်အဲ့တော့ဆင်မလို့ဆာဆာရေးမယ်နော်အဲ့တော့ကျွန်တော်ပြထားချက်လေးတစ်ချက်ယူလိုက်မယ်။ပန်းချံတစ်ခုတွင်ရှိသည်ပန်းချံတစ်ခုတွင်ရှိသည်နင်းစီပွင့်များအဲ့တော့ပြထားချက်သည် ကျောင်းဝဆရာမပေးတာနဲ့ဆရာဆရာမတွေပေးတာနဲ့လွဲကောင်းလွဲနိုင်ပါတယ်အဲ့တော့အဓိကတော့ဆရာမတို့နားလည်ဖို့ကိုပဲဥတည်ပါမယ်ဟုတ်ပြီနော်အဲ့တော့ပန်းပန်းချံတစ်ခုတွင်ရှိသည့်မင်းစီပွင့်များဘယ်လောက်ရှိလဲဆိုတော့68ရာခိုင်နှုန်းရှိပါတယ် အဲ့တော့ဒီ68ရာခိုင်နှုန်းဆိုတာကတရာမှာ68ကိုဆိုလိုတာပါအပင်တရာရှိရင်68ပင်ပြီးနင်းစီပွင့်ဖြစ်တယ်ဆိုတာကိုဆိုလိုတယ်ဒါကြောင့်မလို့တရာပိုင်း68ပိုင်းဆိုပဲရသွားပြီဟုတ်ပြီအဲ့တော့တရာပိုင်း68ပိုင်းကိုဆင်မတို့ကအရှင်းဆုံးပုံစံပြောင်းမယ်အပိုင်းကိန်းနဲ့ပြပါဆိုတော့အပိုင်းကိန်းရပြီတရာပိုင်း68ပိုင်းဒီအပိုင်းကိန်းရပြီဒါကိုဆင်မတို့ကအရှင်းဆုံးပုံစံပြောင်းပေးမယ်အဲ့ဒီတော့ ဒီတရားပိုင်း68ပိုင်းကိုကလေးတို့အနေနဲ့ပေါ့နော်အကျဉ်းထဲမှာတွားပြီးတော့မှအရှင်ဆုံးပုံစံပြောင်းလို့ရတယ်သူကလည်းစုံကိန်းဖြစ်နေတယ်သူကလည်းစုံကိန်းဖြစ်တဲ့အတွက်ကြောင့်နှစ်နဲ့စားလို့ပြတ်မယ်ဟုတ်ပြီနော်နှစ်ကနေပဲစပြီးတော့မှစားပြီးတော့မှနောက်ဆုံးအရှင်ဆုံးဖြစ်တဲ့အထိတွားလို့ရတယ်အဲ့တော့ဒါက250လီယာတရားဟုတ်ပြီနော်အဲ့တော့နှစ်3လီကာ6နှစ်၄လီကာ၈ကဲ34 25ကလည်းနှစ်နဲ့ထပ်စားလို့ရရဲ့နှစ်20 34နဲ့50ပေါ့နော်နှစ်25လီ50ရှိတယ် ဟုတ်ပါရဲ့နော်25လေး90ဒါကနှစ်တက်လေးနှစ်ဆိုတော့တစ်ချင်းနှစ်ခုနဲ့လေး74 အော်25ပိုင်း9ပိုင်း25ပိုင်း18ပိုင်း25ပိုင်း18ပိုင်းဒါကိုထပ်ပြီးတော့ဆင်မတော်ကရှင်းလုံးမရတော့အဲ့ဒါကြောင့်မလို့25 18ဆိုပြီးတော့ရသွားပြီအဲ့တော့ဒီမှာဒီလိုအဆင်းဆက်မသွားဘဲနဲ့18လေးလီပေါ့နော်လေး၁၈လေးလေး25လေးဆိုပြီးတော့25ပိုင်း18ပိုင်းတခါတည်းသွားလို့ရတယ်ဒါကတော့ဆံမတို့တဆင်ချင်းစီသွားထားတာဟုတ်ပြီဒါဆိုလို့ရှိရင်ဆံမတို့အဖြစ်ရေးတဲ့အခါမှာနင်းစီပွင့်များဒီပန်းပွင့်များဤ25ပိုင်း18ပ နှစ်ပိုင်းဖြစ်သည်ဆိုပြီးတော့အဖြေလေးရေးပေးလိုက်အဲ့တော့ဆင်တော့အောက်ဆုံးမှာနင်းစီပွဲများသည်ပန်းပွဲများဤနင်းစီပွဲများသည်ပန်းပွဲများဤ25ပိုင်း18ပိုင်းဖြစ်သည် နားပြီနော်နံပါတ်9ကတစ်ပင်တပင်ပေါ်တွင် နားနေကြသည့်ငှက်များအနည်း85ရာခိုင်နှုန်းသည်ဆက်ရက်များဖြစ်ကြလျင်ထိုရာခိုင်နှုန်းကိုအပိုင်းကိန်းများဖြင့်ပေါ်ပြပါရတဲ့အဲ့တော့တစ်ပင်တပင်မှာနားနေတဲ့ငှက်တွေရှိမယ်အဲ့ဒီငှက်တွေအားလုံးထဲမှာ85ရာခိုင်နှုန်းကဆက်ရက်တွေဖြစ်တဲ့ဆိုရင်အဲ့ဒီရာခိုင်နှုန်းကိုအပိုင်းကိန်းနဲ့ပေါ်ပြပါမယ်တဲ့အဲ့တော့အရင်အုံဆုံးဆရာမတို့သူ့ကိုပေးထားချက်ရေးလိုက်ဟုတ်ပြီနော်အဲ့တော့တစ်ပင်ပေါ်တွင်နားနေသည့်ဆက်ရက်များသည့်85ရာခိုင်နှုန်းရှိတယ် အဲ့တော့ဒီတဲကအတိုင်းဒီဘက်ကပုတ်ရှာနဲ့တူတူပဲအဲ့ပုံစံအတိုင်းပြထားချက်ရေးလိုက်မယ်တစ်ပင်ပေါ်တွင်နားနေကြသည့်ဆက်ရက်များဆရများဒီ85ရာခိုင်နှုန်းရှိတယ်85ရာခိုင်နှုန်းဆိုတာဒီတရာမှာ85ခုကိုပြောတာ ကောင်းတရာရှင်85ကောင်းဒီဆက်ရဲလို့ပြောချင်တာဟုတ်ပြီနော်ဒါဆိုလို့ရှင်သူ့ကိုဆရာမတို့ကအရှင်းဆုံးပုံစံပြောင်းမယ်25 3 85 25လေးတရာဆိုတော့၄ဘိုင်း၃ဘိုင်းအရှင်းဆုံးပုံစံဒီ၄ဘိုင်း၃ဘိုင်းဖြစ်တယ်၄ဘုံပုံရဲ့၃ဘုံဒီဆက်ရက်ဒီဖြစ်တယ်ဒါဟုတ်ဆရာမတို့ကဆက်ရက်များဒီနားနေကြဒီညက်များဤ၄ဘိုင်း၃ဘိုင်းဖြစ်သည်ဆိုတော့ရေးလိုက်မယ်ဆက်ရက်များဒီ နားနေကြသည်ငမြာဤလေးပိုင်း၃ပိုင်းဖြစ်တယ်အဲ့တော့လေးပိုင်း၃ပိုင်းဆိုတာဘာနဲ့တူတူပဲလဲဆိုတော့100ပိုင်း85ပိုင်းနဲ့တူတူပဲဒီပုံမှာဟုတ်ပြီเนาะဒါပြောထားခဲ့ပြီးသား နံပါတ်10ကားအစီး90ရှိသည့်အနေနဲ့အစီး20သည့်အနေအောင်ဖြစ်လျင်အစီး90ရှိတဲ့20ရအနေအောင်ဖြစ်လျင်ဂျာဂိုင်လုံးမြင်ရသည့်အနေအောင်ကားများဖြစ်သည်နီးတဲ့အဲ့တော့ဟုတ်ပြီအဲ့တော့ရှိတဲ့ကားအရေအတွက်က90အစီး20ကအနေအောင်အဲ့တော့ပေးထားတာလေးကိုကြည့်အောင်အဲ့ဆရာမတို့ဒါလေးကိုရေးမယ်နော်ကားရှိသည့်ကားအရေအတွက်အဲ့တော့ရှိသည့်ကားအရေအတွက် ကရေအတွက်စုစုပေါင်းလို့ရင်းလည်းရတယ်เนาะအဲဆရာမတို့ကဒီတဲကအတိုင်းပဲရှိသည်ကရေအတွက်စုစုပေါင်းပါเนาะကအရေအတွက်စုစုပေါင်းက50စုရှိတယ်ဒါကိုအနီရောင်ကအနီရောင်ကဒီ20စုရှိတယ်ဒါဆိုလို့ရှိရင်ဆရာမတို့ဒီအနီရောင်ကကအားလုံးရဲ့ဘယ်လောက်ရှိတယ်လဲဆိုတော့ အနီယောင်ကားသည်ကာအလုံးဤစစပေါင်း50ရှိတဲ့ထဲမှာ20ကအနည်းအောင်ဖြစ်တဲ့အတွက်ကြောင့်မလို့50ပုံပုံ20 50ပိုင်း20ပိုင်းဖြစ်သည်ဟုတ်ပြီနော် အဲ့တော့စာရေးနည်းဒီလွဲနိုင်ပါတယ်အဲ့တော့ဆရာမတို့ဒီအနီရောင်ကားဒီအလုံး90ဒီကအစီ90ရှိတဲ့အထဲမှာ အစီ20ကအနီရောင်ဖြစ်လို့90ပိုင်း20ပိုင်းဆိုပြီးရေးရခြင်းဖြစ်တယ်အဲ့တော့ဒီ90ပိုင်း20ပိုင်းဆိုတာဘာလဲဆိုတော့ဒီဆရာမတို့ကအခုကြတော့အစီရ20ရှိတယ်သူ့ရဲ့ရာခိုင်နှုန်းကိုဆရာမတို့ရှာရမယ်အဲ့တော့ရာခိုင်နှုန်းကိုရှာခြင်းတရားပေါ်မှာအခြေခံပေးရမယ်အဲ့တော့90ကိုတရားဖြစ်အောင်နည်းနည်းမြောက်မယ် 50မြောက်နဲ့20ကိုလည်းနှစ်နဲ့မြောက်မယ်အဲ့တော့ဖြစ်လာပြီ100ပိုင်း40ပိုင်းဒါကြောင့်မလို့40ရာခိုင်နှုန်းရှိတယ်အဲ့တော့ကားအနီရောင်ကဘယ်နှရာခိုင်နှုန်းရှိတယ်လဲသူမေးတာဖြစ်တဲ့အတွက်ကြောင့်မလို့အနီရောင်များဖြစ်လျင်ရာခိုင်နှုန်းမြင့်များသည့်အနီရောင်ကားဖြစ်တယ်နည်းဆိုတော့ရာခိုင်နှုန်း40ကအနီရောင်ကားဖြစ်တယ်ဒါလေးပဲဟုတ်ပြီနော်နံပါတ်7အဘာရိုကိုရှာပါကကြီးက80 80ရာခိုင်နှုန်းခောက်ဝေးသည်90 60ရာခိုင်နှုန်း ကားငယ်က36အိ25ရာခိုင်နှုန်း၊ကားကြီးက45အိ20ရာခိုင်နှုန်း၊ငါသည်28အိ85ရာခိုင်နှုန်း၊စလုံး15အိ80ရာခိုင်နှုန်း။ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ဂျာကိုစပြီးတော့တက်ကြည့်လိုက်မယ်။ကားကြီးက90အိ30ရာခိုင်နှုန်းပြောချင်တာက90ရဲ့10ရာခိုင်နှုန်းဆိုတာဒီပစ္စည်းအခု90ရှိတယ်။အဲ့ဒီအထဲမှာမှ10ရာခိုင်နှုန်းကိုပြောချင်တာ ပစ္စည်းအခုတရားမဟုတ်တော့ဘူးအရင်တော့ဆရာမတို့တရားပေါ်မှာအခြေခံထားတာတရားပေါ်မှာအခြေခံထားတာဆိုတော့ပစ္စည်းအခုတရားရှိလို့ဆရာကိုင်းလုံးလို့ပြောရင် तू က100ခုပဲဒါပေမဲ့ဒီတစ်ခါဒီပစ္စည်းက80ရှိတယ်အရာဝတ္ထုပဲအရာဖြစ်ဖြစ်80ရှိရဲ့အဲ့ဒီ80ရဲ့100ရာခိုင်နှုန်းကိုလိုချင်တာဆိုတော့ဒါ80 e ဆိုတာကအမြောက်100ရာခိုင်နှုန်းဆိုတာက10ပိုင်းချီရာ100ဟုတ်ပြီနော်100ရာခိုင်နှုန်းဆိုတာဒီတရားပုံပုံရင်100ပုံလို့ပြောတာ အဲ့ဒါကြောင့်မလို့ဆရာမတို့ဒီ e ကအမြောက်80အမြောက်30ပါ100ပိုင်း30ပိုင်းဟုတ်ပြီအဲ့တော့ဒီက3ညရဲ့3ညရဲ့ခြေလိုက်မယ်ဒီက3ညရဲ့ဒီက3ညရဲ့ခြေလိုက်တဲ့အခါကျတော့7ဆိုပြီးရတယ်အဲ့တော့80ရက်30ရာခိုင်နှုန်းဆိုတာဒီ9ခုကိုပြောတာဖြစ်တယ်ညမင်းနော်အဲ့တော့နှခွေးက90ဤ60ရာခိုင်နှုန်း အဲ့တော့90အမြောက်100အမြောက်ဆိုတော့အမြောက်60ရာခိုင်နှုန်းဆိုတာဒီတရားမှာ60ခုလို့ပြောတာဖြစ်တယ်။အဲ့ဒါကြောင့်မလို့300ရဲ့300ရဲ့အချီ300ရဲ့300ရဲ့အချီတော့65လေ30အဲ့တော့90ဤ60ရာခိုင်နှုန်းဆိုတာဒီ30ခုကိုပြောတာဖြစ်ပါတယ်။ဒါငယ်က36ဤ 25ရာခိုင်နှုန်းပြောချင်တာကတော့ဥပမာပေါ့နော်။ចောင်းသား36ယောက်ရှိတယ်။အဲ့ဒီထဲက25ရာခိုင်နှုန်းအောင်တယ်လို့ပြောလို့ရှိရင်ဘယ်နှယောက်ကိုဆိုလိုတာလဲ။အဲ့ဒါကိုတွက်ချင်လို့ရှိရင်ဆရာမတော်ကဒီလိုတွက်မယ်။36ယောက်ရှိတယ်။အမြောက်25ရာခိုင်နှုန်းဆိုတာဒီ100ပိုင်း25ပိုင်းကိုပြောတာဖြစ်တယ်။ဟုတ်ပြီနော်။အဲ့တော့ဒါကခြေလို့မရအောင်ဆို25တလီ25လေးလေး။ဟုတ်ပြီနော်။၄တလီလေး၄ကို36 အဲ့ခါကျတော့ကိုးဆိုပြီးတော့ရသွားပြီအဲ့တော့သူကကိုးရောက်ကိုပြောတယ်ဆိုတော့ဆရာမတို့နားလည်သွားတာပေါ့ဟုတ်ပြီနော်ဂါဂျီယာကျတော့45 i 20ရာခိုင်နှုန်း55 20%နှုန်းဆိုတော့55အမြောက်20ပိုင်းခြေက100အဲ့တော့ဒီမှာဒီဆရာမတို့က3ည3ည6မဲ25 30 25လေးတရားတူတူပါပဲအဲ့တော့ဒီမှာ9တလီ9 9လီ45ဆိုတော့အဖြေက9အဲ့တော့45ရဲ့20ရာခိုင်နှုန်းဆိုတာလေ9ဆိုလိုတာဖြစ်တယ်28ဤ85ရာခိုင်နှုန်းဆိုတာက28အမြောက်85ရာခိုင်နှုန်းဆိုတာဒီတရားမှာ85ကိုဆိုလိုတာဖြစ်တယ်အဲ့တော့သူ့ကိုဆံမတော့ဒီ25 3ဤ85 25လေးလီတရားဟုတ်ပြီနော်အဲ့တော့44 48ဆိုတော့ 7ကိုဆိုလိုတယ်စလုံးအဲ့တော့ဒီမှာက7ဒီမှာ3ကျန်သေးတယ်ခွနဲ့3 21ဆင်မိုက်3ကိုမိသွားတယ်နော်ခွနဲ့3 21အဲ့တော့ပိုင်းဝေးအချင်းချင်းမြောက်လိုက်တာဆိုတော့ခွန်အမြောက်3ဆိုတော့ခွနဲ့3 21ဆိုပြီးတော့ရသွားပြီစလုံးက15ဤ80ရာခိုင်နှုန်း15ဤ80ရာခိုင်နှုန်းဆိုတော့15အမြောက်80 ပိုင်းခြေရတက်ရတက်ရမှာ80ကိုဆိုလိုတယ်အဲ့တော့300ရဲ့300ရဲ့ဆင်မခြေလိုက်မယ်အဲ့တော့ဒီမှာဒီဆင်မတို့ဒီ15ရဲ့30ရဲ့ကို9345 9410 10ဆိုပြီးတော့မှအရှင်းဆုံးပုံစံပြောင်းမယ်ဆက်ပြီးတော့ရှင်းလို့ရသေးတယ်နှစ်တက်လေးနင်းနှစ်လေးလေး8ဆိုတော့၄3ဤက12ဖြစ်တဲ့အတွက်ကြောင့်မလို့12ရခိုင်တော့ဒီလိုမှမသွားဘဲဒီမှာဒီ24လေးလေးဟုတ်ပြီနော်24လေး80 25လေးပြီးမှ9တက်လေး9 3လေးဆိုပြီးအဲ့လိုတွိုင်းလေးရရဟုတ်ပြီနော် တော့ကလေးတို့နားရတဲ့ပုံစံနဲ့သွားလို့ရပါတယ်ဒီတော့ဆရာမတို့နံပါတ်7ကိုဆက်သွားမယ်။အဘာရဂိုင်နှုံးတို့ကိုဒသမကင်းဖြစ်ရှာပါ။ဒီတခါဆရာမတို့ကဒသမနဲ့ရှာတော့မယ်။ရဂိုင်နှုံးကိုပြထားတယ်။ဟုတ်ပြီနော်။ကာကြီး29ရဂိုင်နှုံး၊ခါဝေး44၊ကငယ်53၊ကာကြီး6ရဂိုင်နှုံး၊ငှက80ရဂိုင်နှုံး။ဟုတ်ပြီစပြီးပြည့်ရအောင်။ဟုတ်ပြီအရင်ဆုံးဆရာမတို့နားလည်ထားရမှာဒီ29ရဂိုင်နှုံးဆိုတာဒီ 129ခုကိုဆိုလို့တယ်ဟုတ်ပြီဒီလိုရပြီဆိုရင်ကိုရသွားပြီဒါ29ကို100နဲ့စားတာဆိုတော့တသမာ2နေရာဖြစ်လိုက်မယ်3ရန်းတသမာ2ကိုဟုတ်ပြီနော် ခဝင်းက44ရာခိုင်နှုန်း44ရာခိုင်နှုန်းဆိုတာတရာမှာ44ခုတရာပုံပုံရင်44ပုံတရာပိုင်း44ပိုင်းဒီတော့တရာနဲ့စားတော့တသမနဲ့နေရဖြစ်3ရာတသမ44ခငယ်က53ရာခိုင်နှုန်း53ရာခိုင်နှုန်းဆိုတာဒီတရာပုံပုံ53ခုတရာနဲ့စားတော့တသမနဲ့နေရဖြစ်3ရာတသမ53 ဟုတ်ပြီလားစားတာဆိုတော့တသမာတိဒီမှာရှိတဲ့တသမာတိဒီဘက်ကိုရောက်လာတယ်ဘယ်ဘက်ကိုရောက်လာတယ်နော်စားတယ်တရားနဲ့စားတဲ့အတွက်ကြောင့်မလို့ဒါကြီးက600ခိုင်နှုန်း600ခိုင်နှုန်းဆိုတာဒီတရားပုံပုံရင်6ပုံလို့ဆိုလိုတယ်တရားနဲ့စားတဲ့အတွက်ကြောင့်မလို့ဒီမှာရှိတဲ့တသမာတိ2နေရာဖြတ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာ6ရဲ့ဒီမှာ3ညရဲ့တသမာ3ညဆိုလို့ဖြစ်လာဟုတ်ပြီနော်အဲဆရာတော်ကအဖြေက3ညတသမာ3ည6ဆိုလို့ရမှာ 80ရာခိုင်နှုန်း80ဆိုတာဒီတရားမှာ80ခုတရားပုံပုံရင်80ဘုံအဲ့တော့80ကိုတရားနဲ့စာ3ညတမ8 3ညနောက်က3ညမရေးချင်ရင်3ညတမ8ဟာမိလား73ကအောက်ပါတမကိန်းတို့ကိုရာခိုင်နှုန်းဖြစ်ပေါ်ပြပါဒီတစ်ခါဆရာမတို့ဒီတမပေးထားတဲ့ရာခိုင်နှုန်းနဲ့ပြမယ်ဒီတုန်းကရာခိုင်နှုန်းပေးထားတဲ့တမနဲ့ပြရတယ်ဒီမှာကျတော့တမကိန်းပေးထားတဲ့ရာခိုင်နှုန်းနဲ့ပြမယ် ကကြီးက39.6ကသုံးရသမား၄၄သုံးရသမား၈သုံးရသမား38နဲ့သုံးရသမား1ဒါကိုဆရာမတော်ကရခိုင်တော့ပြတယ်။အဲဒါပဲ73ကကြီးကသုံးရသမား6ကသုံးရသမား6ကကိုဆရာမတော်က65လို့ယူလိုက်လို့ရှိရင်65ကို100နဲ့ဆိုင်ရင်သုံးရသမား6ရရဟုတ်တယ်နော်။ အဲ့တော့ဒီတမနှစ်နေရာရှိတယ်ဆယ်လီစိတ်ယာလီစိတ်ဆိုရင်သူ့ကိုတရားနဲ့စားထားတာဒါတိပြီးသားဟုတ်ပြီဒါဆိုလို့ရှိရင်တရားပုံပုံရင်65ခုတရားပုံပုံရင်65ပုံဆိုတာတည်သွားရင်ဒါက65ရာခိုင်နော်ညာပြီနော်ခါကလေးကကြတော့တုံညာတမနှစ်လေးအဲ့တော့ဒါကိုစမလို့အပိုင်းကိန်းနဲ့ရေးမယ်။အရင်ဆုံးပိုင်းကိန်းနဲ့ရေးမှဖြစ်တဲ့အတွက်ကြောင့်ဆယ်လီစိတ်ရာလီစိတ်ဆိုတော့24ကိုတရားနဲ့စားရသည်။ဒုညရတမ2လေးဖြစ်တဲ့ တော့တရားပုံပုံ24ပုံဆိုတော့24ရာခိုင်နှုန်းဇာငေက3.8 3.8 8ဆိုတာဒီဆယ်လီစိတ်ထိပဲရှိတဲ့အတွက်ကြောင့်မလို့30ကို sorry 8ကိုဒီ30နဲ့စားထားတာဖြစ်တယ်။ဒါပေမဲ့ဆရာမတို့ကရာခိုင်နှုန်းရှာဖို့အတွက်ဆိုလို့ရှိရင်တရားပေါ်မှာအခြေခံရမယ်။ဒါကြောင့်သူ့30နဲ့မြောက်တော့တရားသူ့30နဲ့မြောက်တော့တရားအဲ့ဒီအဆင့်ကိုမထည့်ရေးခြင်းဘူးဆိုလည်းရတယ်။ဒါပေမဲ့ဆရာမတို့ကထည့်ရေးလိုက်မယ်။ တစ်ဆယ်ရောက်တစ်ဆယ်နဲ့မြောက်မယ်။ရှစ်ကိုလည်းပဲတစ်ဆယ်နဲ့မြောက်မယ်။ဘာလို့လဲဆိုတော့ရာဂိုင်နှုန်းလိုချင်လို့တရားပေါ်မှာအခြေခံမယ်။အဲ့တော့တစ်ဆယ်ဆယ်လီတရား၈၀လီယာ၈၀ဒါကြောင့်မလို့ဒါက80ရာဂိုင်နှုန်း။အဲ့တော့ရှေ့မှာတွေ့ထားတဲ့ပုံစံနဲ့တူပါရဲ့နော်။ဂါကြီးက၃ညရတ္တမ၃ညရှစ်၃ညရတ္တမ၃ညရှစ်ဆိုတော့ဆယ်လီစိတ်ရာလီစိတ်ထိရှိတဲ့အတွက်ကြောင့်မလို့ရှစ်ကိုတရားနဲ့စားလိုက်လို့ရှိရင်၃ညရတ္တမ၃ညရှစ်ရမယ်။အဲ့တော့ဒါက၈ရာခိုင်နှုန်း။ရပြီနော်။ ငါကကြတော့3ညရတမ1 3ညရတမ1ဆိုတာ1ကို10နဲ့စားတာဖြစ်တယ်ဆယ်လီစိတ်ထိပဲရှိလို့ဟုတ်ပြီနော်အဲ့တော့ဒီမှာလည်းပဲဆရာမတို့ဒါဒီအတိုင်းပဲပြန်တွက်မယ်သူ့ကို10နဲ့မြောက်မယ်တရားချစ်ချင်တော့10နဲ့မြောက်သူ့ကိုလည်းပဲ10နဲ့မြောက်လိုက်တော့တရားပိုင်းချတရားရသွားပြီပိုင်းဝေရ30ဆိုတော့30ရခိုင်နှုန်း3ညရတမ1ဆိုတာ30ရခိုင်နှုန်းကိုဆိုလို့တယ်3ညရတမ8ဆိုတာ80ရခိုင်နှုန်းကိုဆိုလို့တယ် နောက်တစ်ခုက14အောက်ပါတော့အတွက်ပါအရေးအတွက်တစ်ခုရရခိုင်တော့အပိုင်းကိန်းနဲ့ဖော်ပြပေးမယ်တသမကိန်းနဲ့ဖော်ပြပေးမယ်ဟုတ်ပြီဒါအောင်ဆရာမတော့ဒီမှာမတွေ့တော့ပါဘူးဆရာမဆောက်အကျန်းထဲမှာပဲတွေ့ပြမယ်ပြီးတော့ကလေးတို့ကတော့ဒီမှာအဖြေပဲရေးမယ်ဆိုရင်လည်းရေးပါတွက်နီးကိုရေးမယ်ဆိုရင်လည်းရေးပါဟုတ်ပြီနော်အဲ့တော့ကကြီးကတော့88ဤ400ခိုင်တော့ကို အပိုင်းကိန်းနဲ့လည်းဖော်ပြမယ်တသမကိန်းနဲ့လည်းဖော်ပြမယ်88ဤ400ခိုင်တော့ဆိုတော့ဤဆိုတာအမြတ်88အမြတ် လင်းရဂိုင်နှုံးဆိုတာကတရားမှာလေးခုလို့ပြောတာ။ဒါဆိုရင်ဒီထိရသွားပြီ။ပထမတစ်ခုကအပိုင်းကိန်းနဲ့ပြမှာဆိုတော့ဆရာမတို့ဒီလေးတက်လေးလေး25 25လေးလီတရားဆိုတော့25အဲ့တော့အပိုင်းကိန်းကဘာရလဲဆိုတော့25ပိုင်း88ပိုင်းဆိုရရတယ်။ဟုတ်ပြီနော်ဒါအောင်ဆမ်မတို့ဒီအတိုင်းပဲထားမယ်သူကအပိုင်းကြီးနဲ့ရှာခိုင်းတော့ဒသမနဲ့ရှာခိုင်းနေဆိုရင်သူ့ကိုဆမ်မတို့ကစားလိုက်မယ်88ကို25နဲ့အကျန်းထဲမှာစားလိုက်မယ် 98ကိုတီ25နဲ့စား25ဟုတ်ပြီ25 3 85နဲ့5 3ကျန်နောက်ဒသမထုံ3ည25တက်လီ25 5ကျန်3ညဆွဲ25 နဲ့လေ90ဒါဆိုအဖြစ်ဘယ်လောက်ရလဲဆိုတော့3တတမ1နှစ်ဟုတ်ပြီဒါကစားလိုက်လို့ရတဲ့အဖြစ်အဲ့လိုမဟုတ်ပဲနဲ့25ပိုင်း28ပိုင်းကိုပိုင်းချေတရာအဖြစ်သဘောထားလိုက်ပြီးတော့မှသူ့တရာဆိုလို့ရှိရင်ဒီပေါ်မှာလည်းတရာနဲ့ sorry 25လေးလီတရာဆိုရင်ဒီမှာလည်းပဲ၄နဲ့မြောက်ပြီးမှတက်လို့လည်းရတယ်ဒါပေမဲ့ဒီတစ်ခါတော့ဆက်မလို့ဒီနည်းနဲ့သွားတာပိုလွယ်မယ်ဟုတ်ပြီနော်အဲ့တော့ပိုင်းချေတရာနဲ့လည်းရှိမှဥပမာမှာတွက်ခဲ့တာတွေရှိပါတယ် ။ဟောမနောက်တစ်ခုသွားပါမယ်။အဲ့ဒါအပိုင်းကိန်းနဲ့ပြရင်25ပိုင်း98ပိုင်းနဲ့တသမနဲ့ပြတာက3တသမ1နဲ့ဆိုပြီးတော့ရတယ်။ခွေက44 e 36ရာခိုင်နှုန်း။ဟုတ်ပြီ44 e ဆိုတာကအမြောက်36ရာခိုင်နှုန်းဆိုတာဒီတရာမှာ36ခု။အဲ့တော့ဒီဘာလဲပဲဆင်မရှင်းဆုံးပုံစံပြောင်းမယ်၄၉၄၃၆ လေး25လေး25လေးလီတရာဆိုတော့ပိုင်းချေက25ပိုင်းဝေဒီ44ရဲ့9ရဲ့မြောက်ရမယ်အဲ့တော့အကျန်လေးမှာမြောက်မယ်44ရဲ့မြောက်9ကိုလေးလီ36 3မှတ်ကိုလေးလီ36ဆိုတော့30နဲ့ကို 396ဟုတ်ပြီအဲ့တော့396ကိုဆင်မတို့25နဲ့စားပေးရပါအောင်မယ်အဲ့တော့အကျန်းထဲမှာစားမယ်396 25အဲ့တော့ဒီမှာ25နှစ်လီမရအောင်ဟုတ်ပြီနော်25နှစ်လီက50ဆိုတော့တလီပဲဝင်မယ်25တလီ25နဲ့ငါအဲ့တော့ကျန်းပါဒီကိုရီးယား9အောင်လို့တော့4ဒီမှာ3တရက်နှစ်ကိုလို့တော့7 6ဆွဲမယ်25လေးပြီး100 25 5လေး125 ရေတော့နှုတ်လိုက်မယ်1 402ကိုနှုတ်တော့2အဲ့တော့ဒသမထို3ညဆွဲ230 25ရှစ်လီက200 25လေးဒီက100ဆိုတော့ရှစ်လီက200အဲ့တော့ကျန်တာက30 3ညထက်ဆွဲဒီမှာ3ညနေဖြည့်ထားလို့ရရယ်နော် ဒါ G5 မှာတွက်ခဲ့တဲ့နည်းလေးအဲ့တော့25လေးလီကတရာဆိုတော့25ဒသမ8လေးဆိုပြီးဖြည့်ရသွားပြီဟုတ်ပြီနော်ရတဲ့အဖြေလေးကိုစားလိုက်ရုံပဲဒီကအပိုင်းကိန်းကိုစားလိုက်တော့ဒသမကိန်းနဲ့ရသွားပြီ25ဒသမ8လေး450 e 900ခိုင်နှုန်း450 e ဆိုတာအမြ900ခိုင်နှုန်းဆိုတာ100မှာ9ခုဟုတ်ပြီနော်အဲ့တော့9တလီ9 9နဲ့လီ10 20ဒီမှာဒီ ည3000ကိုခြေလိုက်မယ်အဲ့ဒါဆို45က45ကိုနှစ်နဲ့စားလိုက်မယ်အဲ့တော့ဒီမှာကတော့ဆိုတော့အပိုင်းကိန်းနဲ့ဆိုရင်တော့နှစ်ပိုင်း45ပိုင်းဆိုပြီးရရတယ်45ကိုနှစ်နဲ့စားတာတော့လွယ်လွယ်လေး20နဲ့သတ္တမ5ဆိုပြီးရတယ်အဲ့တော့ကလေးတို့ကတော့အကွက်မှာအဖြေပဲရေးပါလို့ပြောရင်တော့ဒါလေးတွေပဲအကျန်းထဲမှာတွက်ပြီးတော့ရေးယူမယ်တကယ်လို့တွက်နီးပါရေးပါဆိုရင်တော့ဒါတွေကိုပါထည့်ပြီးတော့ရေးပေးရမယ်ကကြီးရကြတော့200ဤ100ရာခိုင်နှုန်း 200ဤ10ရာခိုင်နှုန်းဆိုတော့ကျွန်တော်တို့200လို့ရေးလိုက်မယ်ဤဆိုတာအမြောက်10ရာခိုင်နှုန်းဆိုတာက100ရာမှာ10ခုအဲ့တော့3ညရဲ့3ညရဲ့ချီဒီက3ညရဲ့3ညရဲ့ချီတော့20ဆိုပြီးရသွားပြီအဲ့တော့သူကအပိုင်းကိန်းရလဲ20ပဲသူကအပိုင်းကိန်းမရှိတော့ဘူးပေါ့နော်အောက်မှာတော့တစ်ရှိတယ်ဒါတော့ဒီလိုတော့မရှိတော့20လို့ပဲရေးမယ်တသမနဲ့ပြပါဆိုတဲ့နေရာမှာတော့20တသမ3ညဆိုတော့တသမပေါအောင်ထည့်ပြီးတော့ရေးလိုက် ဒါလွယ်ပါတယ်ခန့်ငယ်ရဲ့ခကြီးရဲ့လွယ်ပါတယ်ခကြီးခကိုရတော့နည်းနည်းလေးအပြင်မှာစားရတာမြှောက်ရတာတွေရှိမယ်ရပြီနော်အော်ဘီနံပါတ်15ကိုကြည့်မယ်။လက်ကျင်ငန်းစာအုပ်ပေါင်း1500ဤ25 25ရာခိုင်နှုန်းကိုရောင်းလိုက်တော့အုပ်ရည်မီမြရောင်းလိုက်ရသည်တဲ့။လက်ကျင်ငန်းစာအုပ်ပေါင်းကတော့1500ရှိတယ်။အဲ့ဒီထဲရမှ20 20ရာခိုင်နှုန်းကိုရောင်းလိုက်တယ်ဆိုရင်အုပ်ရည်မီမြရောင်းရသည်တဲ့။အဲ့တော့ဆမလို့လိုချင်တာကတော့ရောင်းရတဲ့အုပ်ရည်ကိုလိုချင်တာရာခိုင်နှုန်းကတော့20ရာခိုင်နှုန်းရောင်းရတယ်။ ဲ့တော့ server လိုချင်တာဒီရောင်းလိုက်ရတော့စာအုပ်ပေါင်းရောင်းလိုက်ရတဲ့စာအုပ်ကဘယ်လောက်လဲဆိုလို့ရှိရင်ရောင်းလိုက်ရတဲ့စာအုပ်ကကြတော့1500 20ရာခိုင်နှုန်းကိုရောင်းရတာသူပေးထားတဲ့ပေးထားချက်ကလေးကိုရေးလိုက်ရုံပဲအဲ့တော့ဒါကိုရှင်းရုံပဲဟုတ်ပြီနော် 1520ရာခိုင်နှုန်းဆိုတာက1500အမြောက်20ရာခိုင်နှုန်းဆိုတာဒီ120ခုကိုဆိုလိုတယ်အဲ့တော့ဒီက3ည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 6တော့150 2ရမြောက်မယ်150 2 300ရဖြစ်တဲ့အတွက်ကြောင့်မလို့အဖြေးဆိုမှအောက်မှာရောင်းလိုက်ရတဲ့စာအုပ်ပေါင်းဒါကိုပြန်ရေးမယ်ရောင်းလိုက်ရတဲ့စာအုပ်ပေါင်းဒီ300ဆိုပြီးရေးလိုက်အောင်မယ်ဟုတ်ပြီလားဒါဆိုရင်ဆရာမတို့ဒီလက်ချက်ခံကိုပြီးသွားပြီ ကျန်တဲ့သင်ကန်းစာတွေကိုဆရာမကနောက်ဗီဒီယိုတွေမှာဆက်ပြီးတော့မှတင်တင်ပြပေးမှာဖြစ်ပါတယ်အဲ့တော့ပြည့်မြခြင်းပါเนาะနောက်ကောင်းစင်တစ်ခုကတော့ဆမျက်နာ64မှာရှိတဲ့ပြည့်မြခြင်းဖြစ်တယ်ဒါတော့ကလေးတို့ဒီ G5 မှာလည်းများကြီးလေးလာထားပြီးသားရှိတဲ့အတွက်ကြောင့်မလို့တိတ်ပြီးတော့တော့မခက်ခဲပါဘူးဟုတ်ပြီเนาะအဲ့တော့ခုလို့ခုအဆုံးထိနောက်ထောင်ပေးရတဲ့ကျေးဇူးများကြီးတင်ပါတယ်ရှင်